မြန်မာနိုင်ငံမှာဘောရဘာသာဝင်တွေအတွက်အရင်ကတချင်းတစ်ခါမှမရှိဘူးတဲ့မြေဆောင်ဥပဒေကိုအခုနောက်2015ခုနှစ်မှာပြည်ထောင်စုလွှတ်တော်ကနေအတည်ပြုပြဋ္ဌာန်းလိုက်ပါတယ်။ဒီမြေဆောင်ဥပဒေပြဋ္ဌာန်းလိုက်တဲ့အပေါ်မှာစစ်တွင်မြို့မှာစစ်တပ်ဘာလ19ရက်နေ့ကအမျိုးဘာသာတာသနာစောင့်ရှောက်ရေးအဖွဲ့ကြီးရဲ့ဘူဦးဆောင်ဆရာတော်ဥဝီရသူ အပါဝံဆရာတော်အပါသောရခန့်နဲ့လူပုဂ္ဂိုလ်တချို့ကဂွန်ပြူကျိုးဆွေးပွဲအခမ်းအနားတည်းရပြုလိုက်ကြံပတ်ခဲ့ကြပါတယ်။ မျိုးစောက်ဥပဒေတွေမှာတက်ကိုဝေယဘာသာကူပြောင်းရှင်းဆင်ရဥပဒေနှစ်မြန်မာဗုဒ္ဓဘာသာဝင်မိမများအထူးထင်ရှားရှင်းဆင်ရဥပဒေသုံးတလန်တမားစနဲ့ကျင်းသူချင်းဆင်ရဥပဒေနဲ့လေလူရဲ့တူပေါ်နှုံထင်ရှားရှင်းဆင်ရကျမ်းမာရေးဆောက်ရှောက်မှုဥပဒေတွေဖြစ်ပါတယ်တလန်ကဘုန်းကြီးတွေရဲ့ဘာသာဆိုလို့ရှိရင်ဒီမြို့ပါတာလာတာကိုစိတ်ဝင်အောင်လုပ်ရမှာပါတယ်သူတို့။ဒါလေးက ေဒီဥပဒေရင်းမှုကအမျိုးကိုပဲစောင့်ဆောင်ဖို့ကကျွန်တော်ဗုဒ္ဓဘာသာရံတန်နေတဲ့ဗုဒ္ဓဘာသာတိဒ္ဓခံဝေးပြီးတဲ့ကျွန်တော်တို့ဗုဒ္ဓဘာသာလူမျိုးများဒီနည်းလေးအတွက်သာပြန်စောင့်ဆောင်ဖို့ဥပဒေပြည့်စုံအောင်ကျွန်တော်တို့ချီးမြှောက်ကြတော့ပြသပါလေအဲ့ဒီဒီလိုတိုင်းကိုသာသနာ့ရဲ့အခုလိုတဲ့ တို့လည်းအဲဒီကိစ္စကတော့ရားရောက်တဲ့ကိစ္စပဲ။ဘုရားရဲ့အရှင်ဘုရားကလည်းအဲဒီကိုပုံပြီးဒီနာအောင်အာဟာရကိုပို့ရတာလေပြောလို့။အဲဒီတော့မဟုတ်ပါလေ။ဒီဘယ်တော့မှမလာဘူးတော့ပြည်သူများမျိုးတွေအသေးစားများမျိုးတော့သူ့လူတွေလာတာအလူတွေလာတာလည်းဆောင်းဆောင်းတော့လူကြီးအများကြီးတွေပေါ်မှာအများကြီးလာတယ်ဆောင်းပါလား။ဒီကိစ္စတော့ ဲ့ဆိုတာအာနာချုပ်တယ်လို့ဒီသားရယောဂါသာနာကိုအံ့ဘူးသားရဲ့ဉာဏ်မှာဒီဥပ္ပိုလ်ရဲ့ရဲ့ဒီအတိုင်းဖြစ်လို့အာဝေသသမာမြန်မာနိုင်ငံမှာမျိုးစားဥပဒေ၄ရပ်ကိုပြဋ္ဌာန်းလဲနေတာကြောင့်အမျိုးဘာသာသာသနာအတွက်လူရှင်ဆက်ရှာရနိုင်ပြီဖြစ်တယ်လို့အရှင်ဝိရသူကမင်ကြားခဲ့ပါတယ်။ဒီဥပဒေတွေရဲ့အဓိကရွေးရွှေချက်ကတော့ဥပဒေနဲ့အညီထင်းရှားကြတဲ့လက်နက်မရတွေဟာ တူပေါ်တူတိစ္ဆာရှိစွာနဲ့တာယာရှမ်းမြဲတဲ့အင်တာတခုတိစ္ဆာနိုင်ဖို့ရယ်ကလန်သမယစနစ်ကိုကြံသွင်းရှင်းဖြင့်အမျိုးသမီးတွေတရားမဝင်မရအဖြစ်မှကာကွယ်တာရယ်အင်တာဖက်တူထက်ပိုယူတဲ့အတွေ့ဖြစ်ပေါ်လာနိုင်တဲ့အင်တာရဲ့ပြဿနာတွေကိုတားဆီးကာကွယ်တာရယ်အမျိုးသားအမျိုးသမီးတွေရဲ့ကိုယ်ကျင့်တရားပုံမထင်းသိနိုင်ဖို့အတွက်ဖြစ်တယ်လို့သိရပါတယ်ကျွန်တော်ကမိုးစောပါ